အေးညီမလေးအခုဒီစင်ကက်မိုက်တဲစင်ကက်ကဝင်လက်ရှိတုံးနေတဲ့ဝင်ဆောင်မှုလေးတွေကိုတခြားသိချင်လို့ပေါ့နော်။ဟုတ်တယ်ညီမလေးအမှဘေးဖြစ်တာတွေပါရအဲ့လိုသိချင်လို့ပေါ့နော်။အဲယူထားလားပေါ့နော်။ဖုန်းပြောပက်ကေ့တွေကဘလို့ရောက်မှန်းလည်းမသိဘူး။ဖုန်းပေတထောင်ထည့်တယ်ညက်ကြတော့မရှိတော့ဘူး။အဲ့တော့ဖုန်းပြောမိနစ်တွေကမဝယ်ဘဲနဲ့အော်တိုရောက်နေတာမျိုးတွေ။ operator ဖုန်းဆက်ပြီးတော့ဖုန်းဆက်လို့မရတဲ့ကိစ္စမျိုးတွေအဲ့လိုဒီနေ့ပြီးတော့မှပြောပြပေးမယ်။အားရ operator မေးထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ဒီနေ့ပြပေးမယ်။ဘလို့မေးရလဲပြီးတော့ဘလို့ဖြတ်ရလဲဆိုတော့ဒီနေ့ပြီးတော့မှပြောပြပေးမယ်။ ုံညအဲ့တော့ agent နဲ့ agent နဲ့ဆက်သွယ်ကြည့်တော့တုံညလို့ပတ်လို့ရေးရတယ်နော်အေးညီမလေးအခုဒီစင်ကက်မိုက်တဲစင်ကက်ကဝင်လက်ရှိတုံးနေတဲ့ဝင်ဆောင်မှုလေးတို့တခြားသိကျင်လို့ပေါ့နော်ဟောအဲဟုတ်တယ်ညီမလေးအဲ့မှာဘေးဖြစ်တာတွေပါရဲ့အဲ့မျိုးသိကျင်လို့ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ညီမလေးအယူထားလားပေါ့နော် အခုလက်ရှိသုံးနေတဲ့ဟိုကဆင်းကက်ပေါ့နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးရပါတယ်ရပါတယ်နော်အဲ့တော့ဝန်ဆောင်မှုကိုဆက်သွယ်ခြင်းလဲဆိုရင်ကျွန်တော်ပေးတဲ့နံပါတ်ကိုနှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်0နှိပ်ပြီးလို့ရှိရင်တော့ operator ratio ကိုဖုန်းကတိုက်ရက်ဆက်ပြီးတယ်အဲ့တော့ကိုကခဏလေးစောင့်ကြည့်ရုံပဲအခုလိုမျိုးပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကိုက ဘဲဖုန်းနံပါတ်ကိုသူကအော်တိုရီနောပုံစံမျိုးဆစ်ချင်တာလဲဘဲဝင်ဆောင်မှုကိုလုတ်ပြီးတော့မှဆစ်ချင်တာလဲဆိုတော့သူမေးလိမ့်မယ်အဲ့တော့ကိုကလက်ရှိဆက်တဲ့ဖုန်းနံပါတ်ရဲ့ကရှိတဲ့ဝင်ဆောင်မှုတွေကိုကြားပါတယ်ညီမလေးနော်အဲ့ဟောဟုတ်ကဲ့အဲ့တမျိုးပဲရှိရတယ်ညီမလေး အော်ဟုတ်ကဲ့ညီမလေးအဲ့ဆိုရင်ရပါရဲ့နော်အခုအဲ့ဒီဝင်ဆောင်မှုတော့မပြတ်တော့ပါအောင်နော်တခြားအဲ့လိုမျိုးပေါ့ဟိုပါပေါ့အရင်ဟိုဟာတိကျင်လို့ပေါ့နော်အဲ့ဒါလေးရှက်ဖုံးဆက်တာပါနော်ညီမလေးနော်အာရပါတယ်ကျေးဇူးတင်ပါတယ်ညီမလေးနော်ဒါပါပဲနော်အခုတိကျင်တာလေးရှေ့ထပ်ပြီးပြပါမယ်နော်အခုလိုမျိုးဒီ my day ဒီစင်ကန်နဲ့ပတ်သက်တာတွေပြီးတော့မိုင်းတဲဝင်ဆောင်မှုတွေကိုကဘေးဖုံးပြီးတွေအရန်ဖြစ်နေတယ်သူကအင်တာနက်ဒေတာတွေအရန်အဲ့လိုမျိုးပေါ့နော်သူမသိပဲနဲ့ဝယ်နေတာတွေမိုက်တဲဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မှ ဖုံးပြီးထည့်တိုင်းဘေးဖြတ်တာတွေအေးမက်ဆေ့ဒီကိုမဝယ်ဘဲနဲ့ရောက်နေတာမျိုးတွေဥပဖုံးပြောမိနစ်တွေကိုမဝယ်ဘဲနဲ့အော်တိုမက်တစ်ဝယ်နေတာမျိုးတွေပေါ့နော်အဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှအခုကျွန်တော်ဖုံး ဖုံးပြောပြနေတယ်ဗောနော်ဖုံးပြောပြနေတယ်အခုဖုံးဆက်ပြနေတယ်အဲ့တော့ကိုဒီဝင်ဆောင်မှုတွေကိုဘယ်လိုဖျက်မလဲဆိုတော့ပြောပြပေးတာဖြစ်ပါတယ်ခြေသူများတင်ပါတယ်ခုဒီလိုဗီဒီယိုလေးဆက်ပြီးတင်ပါမယ်နော်အဲ့တော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်ရဘူးတကယ်လို့ထပ်ပြီးတော့သိကျင်တယ်ရှိရင်ဒီဗီဒီယိုလေးအောက်မှာ comment မှတ်ပြီးတော့ဖိတ်သွားပေးပါရေးသွားပေးပါခြေသူများတင်ပါတယ်